ေပြောင်းပြောပြလို့ရရတယ်ပေါ့နော်တူတူလဲရရကိစ္စမရှိဘူးဆိုလို့ရှင်တော့ဒါကိုယ့်ရဲ့ရွေးချယ်မှုပေါ့နော်ရရအဆင်ပြေတယ်အဓိကအဲ့ဒီစကားပုံလေးမေးမယ်ပြောလို့ရှင်ရုပ်ရှင်နဲ့ပတ်သက်တဲ့အဲ့လိုမျိုးပေါ့နော်ဘဟုတုတပေါ့အဲ့လိုမျိုးကဒါကကျတော့ကိုယ့်ရဲ့ကံတရားပေါ်မှာလည်းမူတည်တယ်မေးချင်လည်းမေးတယ်မေးချင်မှလည်းမေးတယ်ပေါ့နော်ဆိုတော့ရုပ်ရှင်နဲ့ပတ်သက်တဲ့ကံအဲတို့ဘယ်လိုပြောမလဲ လောက်ရှင်နဲ့ပတ်သက်တဲ့ဘခုတူတာပေါ့ဥမာဘယ်ဥမာကွာကိုကထားပါတော့ဒီအရင်ခက်ကဥဝင်းဥလို့ခက်ကရုပ်ရှင်ကိုပြောလိုက်တယ်ပဲထားလိုက်ပါတော့ဘယ်ရုပ်ရှင်ဇက်ကောက်ကြိုက်လဲလို့မေးတဲ့ခါမှာကွာအဲ့လိုအကြိုက်ဆုံးရုပ်ရှင်ဇက်ကောက်ပါလဲဆိုလို့ရှိရင်ကိုဥဝင်းဥလို့ခက်ကဥစားကိုကွာပြောပြလိုက်တယ်ပဲဆိုပါစို့အဲ့လိုမျိုးဆိုလို့ရှိရင်ဘာဖြစ်လာနိုင်လဲဆိုတော့ပေါ့နော်ဟိုဘယ်လိုပြောမလဲ ဘာဖြစ်လို့ကြိုက်တာလဲပေါ့နော်။ဒါမှမဟုတ်ဥမာဥဝင်းဥရောခက်ကကားကိုကြိုက်တယ်ဆိုလို့ရှိရင်ထားပါတော့ဥဝင်းဥရောခက်ကဘယ်မင်းသားကိုကြိုက်တယ်လဲ။ဘယ်ရုပ်ရှင်ကိုကြိုက်တယ်လဲ။အဲ့လိုမျိုးလေးကွန့်ပြီးတော့မေးခန့်ရတာလေဖြစ်ကောင်းဖြစ်လာတယ်။ င်းနေဆိုတော့ဟိုနည်းနည်းပြင်ဆင်သွားပေါ့နော်အဲ့လိုရုပ်ရှင်နဲ့ပတ်သက်တဲ့ကိုပြောမဲ့ပတ်သက်တဲ့ဥစ္စာကိုလက်လံမိတလောက်ပေါ့အများကြီး heavy တော့ဟိုစောင့်မွေးဖြစ်တယ်လို့မျိုးတော့မလို့ပဲမဲ့လေတီးတင်းတီးထိုက်တာလေးတော့အဲ့လိုမျိုးလေးလေးလာတော့ပေါ့နော်ပြောလို့ရှိရင်သူကမြန်မာ international နဲ့မြန်မာဇက်ကနေပေါ့နော်ကိုအကြိုက်ဆုံးမြန်မာဇက်ကပါလေအဲ international မှာဆိုလို့ရှိရင်ရောအကြိုက်ဆုံးဇက်ကပါလေဆိုပြီးမေးတယ်ပြီးရင်ဘာကြောင့်ကြိုက်တာလဲနော်အဲ့လိုမျိုးလေးမေးတယ်ဆိုတော့ကိုကလည်းကိုပြောတဲ့ဇက်ကနဲ့ပြီးသွားလို့ရှိရင်ကိုကြိုက်တဲ့ဥစ္စာဘာလို့ကြိုက်တယ်ဆိုတဲ့ဥစ္စာ ဒိုင်လူကြီးတွေပေါ့ထိထိမိမိနဲ့ပြောပြနိုင်ရမှာပေါ့နော်အဲအဲ့ဒါကကျတော့ဒါက question အပိုင်း question ပိုင်းပြီးသွားပြီဆိုလို့ရှင်တရုတ်ဆောင်ခိုင်းတော့မယ်တရုတ်ဆောင်နေခါကြလို့ရှင်ကြတော့ဒါညီမတို့ဘယ်လိုပြောမလဲဟိုမပေးထားဘူးကွာနင်းဘယ်လိုတရုတ်ဆောင်ခိုင်းမလဲသူ့ကိုတော့ဘယ်လိုတရုတ်ဆောင်ခိုင်းမလဲအဲ့လိုမျိုးမပြောပြထားဘူးဆိုတဲ့ခါကျတော့ကိုကဖြစ်နိုင်တလား လက်လန်းမိတလောက်ပေါ့နော် ဖြစ်နိုင်တာလေးတွေကိုအဲ့လိုမျိုးတရုပ်ဟိုလေ့ကျင့်သွားပေါ့နော် ပြီးသွားလို့ရှိရင်ဒါပေမဲ့သူတို့ကနောက်တစ်ခုကဘာရှိလဲဆိုတော့ဟိုသူတို့ကြပန်းกว่าတိလာသူတို့ဘယ်လိုပုံစံမျိုးလဲတရုပ်ဆောင်ပေးရပါဆိုပြီးပြောပြကောင်းပြောပြပြောလိမ့်မယ်ဒါပေမဲ့နောက်ထပ်ဖြစ်နိုင်တဲ့နောက်တစ်ခုကကြာတော့ဘာလဲဆိုလို့ရှိရင် ကဲမင်းစိတ်ကြိုက်တိရုပ်ဆောင်ပြပါအောင်ဆိုပြီးအဲ့လိုမျိုးပြောနေမယ်ကွာတိလာအဲ့ချာအဲ့ခါမှာကွာကိုကတော့အော်သူတို့ကတော့ငါ့ကိုတိရုပ်ဆောင်ခိုင်းမှာပဲဆိုပြီးအဲ့လိုကြပဲမင်းကတိရုပ်ဆောင်မှာပါဆိုပြီးတော့အဲ့လိုတွေးထားမယ်တွေးထားပြီးတော့ပြီးလိုက်ပြီးတော့သူတို့ကအဲ့လိုမျိုးမင်းစိတ်ကြိုက်ဆိုလို့ရှင်ကိုကပြင်ဆင်သွားတာမရှိလို့ရှင်ကွမ်းပြီး ဆိုတော့အဲ့လိုမျိုးလေးလည်းတစ်ခုနှစ်ခုလောက်တော့ပြင်ဆင်သွားပါတော့အဲသူတို့ကကြမ်းဘလို့တရုတ်ဆောင်ခိုင်းမလဲဘလို့ပြင်ဆင်ရမလဲဆိုတာကြတော့ဥမာကွာတင်မလားအဲဝမ်းနေမယ်ဒါမှမဟုတ်ဝမ်းတာမယ်ပလိန်ဝမ်းနေဝမ်းတာတော့မရှိပါဘူးဥမာအရန်ပျော်ပျော်ပြီးတော့မှဝမ်းနေသွားခိုင်းမယ် maybe ဘလို့ဖြစ်မလဲဆိုတော့အဲဆောင်ဝဲဆောင်ဝဲမှာကွာကိုကဘာသာရေးဂုံလူတွေအများကြီးနဲ့အောင်လာပြီးတော့ကိုကအပြေးလေးပြန်လာတဲ့အချိန်မှာကိုလုံးဝဆောင်ဝဲအရန်အောင်စီခြင်းနဲ့အမေဖြစ်ဖြစ်အဲ့လိုမျိုးတရုတ်ကဆုံးသွားလို့အဲ့အချိန်မှာ character မှုကချိန်သွားခိုင်းတာမျိုးပါအဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ကြာပန်းကိုလက်လန်းပြီးတလောက်လဲလုတ်သွားပြီးသွားလို့ရှိရင်နောက်တစ်ခုကကျတော့အဲ့လိုမျိုးဟိုကွက်ကိုလည်းဟောဖြစ်သွားပေါ့နော်ဟိုနည်းနည်းပြင်ဆင်သွားပြင်ဆင်လို့ရှိရင်လည်းတစ်ခုလည်းမပြင်ဆင်နဲ့မတူညီရဲ့နှစ်ခုသုံးခုလောက်ပြင်ဆင်သွားအဲအဲ့လိုမျိုးဆိုလို့ရှိရင်တော့အကောင်းဆုံးပါအဲညီမကိုနောက်ထပ်မေးတယ်ရွှေကြိုးဝင်ပြိုင်တာပတ်စံဘလောက်ငွေကုန်ကြေးကြဘလောက်ကုန်ခဲ့လဲဆိုလို့ရှိရင်ညီမအနေနဲ့လုံးဝတပြားမမကုန်ခဲ့ဘူးကိုယ့်ရဲ့ကိုယ်အင်းကြီးချုပ်တဲ့ ပြိုင်ပွဲဝင်နေတဲ့အချိန်မှာချုပ်တဲ့အင်ဂျီဖိုးပဲကုန်ပါလေရှင်ဆိုတော့ကျေးဇူးတင်ပါတယ်ရှင်